ရန်ကုန်တိုင်းကော်မူးမြို့နယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ကလာမယ့်2015ခုနှစ်အထွေထွေရွေးကောက်ပွဲမှာကော်မူးမြို့နယ်ထဲကပဲပြန်လည်ဝင်ရောက်အရွေးခံသွားမှာဖြစ်ပါတယ်။အဲဒီလိုရွေးကောက်ပွဲဝင်ဖို့အတွက်ဒေါ်ဆန်းစုကြည်ဟာတန်လျင်မြို့မှာရှိတဲ့ရန်ကုန်တောင်ပိုင်းခရိုင်ကော်မရှင်ရုံးကိုဒီကနေ့လာရောက်ပြီးအမည်စင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။အဲဒီကိစ္စကိုသွားရောက်သတင်းယူနေတဲ့သတင်းတောက်ကိုကျော်စရာဝင်းကိုတိုက်ရိုက်မေးမြန်းကြည့်မှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကိုကျော်စရာဝင်းရေ ီကနေ့ဒေါအောင်ဆန်းစုကြည်လေတန်လျင်မြို့ကိုရောက်လာတဲ့ဒီမြင်ကွင်းနဲ့အခြေအနေလေးကိုအရင်ဆုံးပြောပြပေးပါလားဗျာမြန်မာဒီမိုကရေစီအပွဲချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဆိုလို့ရှိရင်ပေါ့နော်ဒီနေ့နေ့လယ်တနာရီခွဲလောက်မှာတန်လျင်မြို့နယ်ကိုရောက်ရှိလာပါတယ်ခင်ဗျအဲ့ဒီမှာဒီဒီပါတီဝင်ယာနဲ့ချီပြီးတော့သူ့ဒီကြိုးစုံနေတာတွေလည်းမြင်တွေ့ရပါတယ်ခင်ဗျပြီးတော့ဒီဟိုဒီတရားရုံးနဲ့ဒီဒေါ်သန်းသူကြီးတွားရောက်ခဲ့တဲ့တရားရုံးနဲ့ဒီရုပ်ောက်ပွဲကော်မရှင်နေရာမှာလည်းကြိုးကြိုးတင်စောင့်ဆိုင်ပြီးတော့သူတို့တွေ အားပေးနေကြအောင်မြင်တွေ့ရပါတယ်ခင်ဗျာဒီဒေါ်ဆန်းစုကြည်အမည်စရင်တင်သွင်းခဲ့တဲ့အခြေအနေကိုလည်းဆင်းပြပေးပါဦးခင်ဗျာဟုတ်ကဲ့ဒီဒေါ်ဆန်းစုကြည်ကဒီတညင်မျိုးနယ်ကိုရောက်ရောက်ချင်းမှာပဲဒီရန်ကုန်တိုင်းတောင်ပိုင်းခရိုင်တရားရုံးမှာဒီရုပ်ောက်ပွဲဝင်ရောက်ရှင်ပြိုင်မှုအတွက်ကြမ်းကြင်ခဲ့တာမျိုးတွေလည်းလုပ်ခဲ့ပါတယ်ပြီးတော့အဲ့ရနေတဆင့်ဒီရုပ်ောက်ပွဲကော်မရှင်ခရိုင်ရုပ်ောက်ပွဲကော်မရှင်ရုံးမှာအမည်စရင်တင်သွင်းခဲ့ပါတယ်ခင်ဗျာပြီးတော့ဒီအဲ့ရနေဆက်လက်ပြီးတော့ဒီဟိုဟာ တညမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုလည်းတွားပြီးတော့ဒီဒီတွားရောက်လေးတွားရောက်ဆွေးနွေးမှုတွေလည်းလုပ်ဖို့ရှိပါတယ်ခင်ဗျာဆိုတော့အဲဒီအချိန်မှာတော့ဒီပါတီဝင်တချို့ကလည်းဒီဒေါ်စန်းသူကြီးတမနာဖြစ်ရမယ်ဒီပြည်သူကိုပြည်သူကိုပြည်သူအားပေးတဲ့မဲဆန္ဒတွေပေးရမယ်ဆိုပြီးတော့ဒီအဲ့လို V9 တွေအလံတွေကင်ပြီးတော့ဝေ့ရမ်းပြီးတော့သူ့ကိုကြိုးစားရတယ်မြင်တွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့အခုလိုဖြစ်ကြပေးတဲ့ကိုကြိုးစားရဝင်ကျေးဇူးတင်ပါတယ်ခင်ဗျ ဒါကတော့ဒေါ်ဆန်းစုကြည်တန်လျင်မြို့မှာရှိတဲ့ရန်ကုန်တောင်ပိုင်းခရိုင်ကော်မရှင်ရုံးကိုအမည်စင်းတင်သွင်းခဲ့တာနဲ့ပတ်သက်ပြီးသတင်းတော့ကိုကျော်စရာဝင်းကိုဆက်သွယ်မေးမြန်းခဲ့တာပါဆက်လက်ပြီးတော့လည်းသတင်းတွေကိုတင်ဆက်ပေးသွားပါအောင်မယ်ခင်ဗျာ